်မိင်္ဂလာပါရှင်လွတ်လပ်တော်မူတဲ့အေဂျင်စီအင်မနာရဲ့ Sunday News အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်တပတ်တွင်ထူခြားတဲ့မြန်မာသတင်းတိုင်းသားဒေသကသတင်းတွေကိုဦးစားပေးကောက်နှုတ်ထားပြီးကျွန်မတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်အတွက်ကောက်နှုတ်ရွေးချယ်ထားတဲ့သတင်းတွေကတော့ရေမြူနယ်စံပြရွာမှာအမျိုးသားတူတည်တက်ခံရတဲ့တဲ့ပဒနာအမှတ်တစိုက်လိုင်စင်မဲ့ရင်အချို့သက်ဆိုင်ရာတန်ခါနိုင်ရကအထောက်ခံချက်နဲ့တွာလာနေရတဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့အစံဖက်နေလေးရေးအဖွဲ့တွေကိုယူကဝယ်လုံခြုံရေးတာဝန်ယူဖို့စီမံနေတဲ့အကြောင်းအခြားထူးခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျွန်မနှွန်တယ်ပါ။အခုတမဆုံးပြောပြပေးမယ့်တင်ရတော့မုံပြင်းနဲ့ရေးမြွနဲ့ဆံပြရွာမှာနေအသွင်ရှိနေတဲ့အမျိုးသားတို့တနက်နဲ့ပြစ်တက်ခင်ရပြီးတည်ဆုံသွားခဲ့တယ်လို့ရေးတသားခင်တွေထံကနေသိရပါဗျာ။ ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့နနက်9နာရီခွဲအချိန်ခါကစံပြရွာနဲ့အသက်64နှစ်အရွယ်ရှိအမျိုးသားတဦးကိုအမည်မသိတဲ့နဲ့သမားနှစ်ဦးကဆိုင်ကနဲ့နေအိမ်သို့ရောက်ရှိလာပြီးပြစ်ဒဏ်ခဲ့တာဖြစ်ပါတယ်။ တနက်နဲ့ပြစ်သက်ခံရမှုကြောင့်အဆိုပါအမျိုးသားဟာဥကောင်းတဲ့အရင်ဘက်တွေမှာကြီဖောက်ဝင်တန်းရတွေရရှိခဲ့ပြီးနေရာမှာပင်တည်ဆုံသွားခဲ့ပါတယ်။ပြစ်ခတ်မှုဖြစ်ပွားချိန်မှာတည်ဆုံသွားခဲ့တဲ့အဲ့ဒီအမျိုးသားနဲ့သူသူ့အညီမဖြစ်သူလည်းနေအိမ်မှာရှိနေတယ်လို့သိရပါတယ်။ပြစ်သက်ခံရသူအမျိုးသားဟာနေပြည်တော်စာတိဖြစ်ကစံပြရွာအတွင်းဥယျာဉ်ခြံထွက်ဒေသတည်နှံတွေကိုသစ်ခဲဝယ်ယူရောင်းချနေပြီးရွာအတွင်းမှာစံနှစ်ကျော်ကြာတဲ့အထိနေထိုင်ခဲ့သူဖြစ်တယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တို့ပြောပြချက်အရသိရပါတယ်။ အဲ့ဒီအမျိုးသားဟာဂျီယောဂန်တို့နဲ့အရင်ညိုရင်စာမရှိတဲ့ပြင်လက်နက်ကန်အဖွဲ့အစည်းတွေနဲ့လည်းပတ်သက်မှုမရှိကြောင်းတိတခန့်တွေပြောဆိုလျက်ရှိနေပါတယ်မြင့်တဲ့လက်နက်ကိုင်အဖွဲ့အစည်းကမြင့်တဲ့အကြောင်းကြောင့်ပြစ်တက်သွားတာကိုအင်မနာမှဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ် စစ်သားမှအာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းရေမြူနယ်မှာစစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေရက်စည်အုပ်ချုပ်ရေးမှုတွေစစ်ကောင်စီနဲ့နှိစက်သူတွေကြားမကြာခဏလုံခြံတပ်ပြတ်ခံရပြီးပြီးခဲ့တဲ့မေလတွင်မွန်ပြည်နယ်မှာလုံခြံတပ်ပြတ်ခံရမှုကြောင့်အမျိုးသား၅ဦးထပ်မံတည်ဆုံခဲ့ရပါတယ်ရှင်။ ောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်မှာသတ္တနအမှတ်သက်လိုင်စင်မဲ့ရင်ချိုတွာလာစီနေမှုလွယ်ကူစေဖို့သက်ဆိုင်ရာမြို့နယ်တန်ခါနိုင်ရကဥက္ကဋ္ဌထံမှပြုလုပ်ထားတဲ့ထောက်ခံချက်နဲ့တွာလာနေရပါတယ်။ မြို့နယ်တန်ကနိုင်ရကအဖွဲ့ကနေလက်ရှိလိုင်စင်မဲ့ယင်ဖန်းစီနေစဉ်သဒ္ဒနာအတွက်အမှန်တကယ်လိုအပ်ချက်အရအစင်းနေတဲ့ကားများဖြစ်ကြောင်းထောက်ခံပေးတဲ့စာရွက်စာတမ်းတွေကိုထုတ်ပေးနေပါတယ်။အဲ့ဒီထောက်ခံချက်ဟာသဒ္ဒနာအမှတ်သက်စိတ်လိုင်စင်မဲ့ယင်တွေအတွက်တည်ဝင်သွားလာခွင့်အမရရှိထားတာကြောင့်စစ်ကောက်စီအဖွဲ့ဆောင်နဲ့စစ်ဆေးခံရချိန်မှာအကြောင်းမဝင်နိုင်ကြောင်းမြို့တော်မြို့နယ်မှတန်ကတော်တဘာကမိတ်ကြားထားပါတယ်။ မြို့နယ်တန်ခါနိုင်ရကအဖွဲ့ထံចောင်းတိုက်သုံးရင်ဖြစ်ကြောင်းထောက်ခံစာပြုလို့ရမှာအလူငွေ30နဲ့ချီပေးဆောင်နေရတယ်လို့သတင်းထွက်ပေါ်နေပေမဲ့လည်းမွန်ပြည်နယ်မှာပေးဆောင်ရခြင်းမရှိသေးကြောင်းမွန်တန်ခါတော်တွေထံမှအတည်ပြုပြောဆိုချက်ရသိရပါတယ်။မွန်စာတင်တိုင်းចောင်းတိုက်များစုတွေမှာဝေတောက်ရင်သာစီးနေအသုံးပြုနေတာကြောင့်လက်ရှိဖမ်းဆီးနေချိန်မှာတော်လာရေခက်ခဲနေပြီးလူမှုဖွဲ့ဖြိုးရေးလုပ်ငန်းအချို့လည်းမလုပ်ဆောင်နိုင်သေးကြောင်းမွန်စီရတော်တပါးကမိတ်ကြားထားပါတယ်။ ပြည်သူတွေစီးနင်းနေတဲ့လိုင်စင်မဲ့ရေပြင်းဖုန်ကြီးကျောင်းနဲ့တန်ခါတော်တို့အုံပြုနေတဲ့လိုင်စင်မဲ့ရင်တွေကိုလည်းစစ်ကောင်စီအဖွဲ့ကဖမ်းဆီးလျက်ရှိနေပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်အတွင်းရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာမယောင်လုံချုံရဲတာဝန်ယူဖို့စစ်ကောင်စီကဖွဲ့စည်းထားတဲ့ပြည်သူ့လုံချုံရဲနဲ့အကြံဖက်နိုင်နေရေးအဖွဲ့တွေကိုခန့်အပ်ထားပြီးမြို့နယ်နဲ့လူဦးရေအလိုက်တာဝန်ခွဲဝယ်မှုလွတ်ဆောင်နေကြောင်းစစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူတွေထံကနေသိရပါဗျာ။ ပြည်သူ့လုံခြုံရေးနဲ့အစံဖက်နေနေရင်ဗဟုကြီးချက်ကုကံမှုအဖွဲ့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ16ရက်နေ့ကဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ခဲ့ပြီးဒီဇင်ဘာလအထိနိုင်ငံတော်သင်တန်းစင်းသူဦးရေတသောအထိရှိနေပြီဖြစ်ကြောင်းနိုင်ငံရေးပါတီတို့ပြောကြားချက်အရသိရပါတယ်။အဲ့ဒီအစံဖက်တိုက်ဖြတ်ရေးနေနေရင်တန်တန်းစင်တွေကိုတမြွတ်နေရင်တရားဥပဒေမယုံလုံခြုံရေးတာဝန်ပေးထားတဲ့ပြင်စစ်တပ်နဲ့ရဲတပ်ဖွဲ့အချို့တွေလည်းဝန်ရံပါဝင်သွားဖို့ရှိကြောင်းရေမြွတ်နယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နဲ့နေဆက်သူတို့အဆိုပါတယ်။ မူပြည်နယ်အတွင်းရေကောက်ပွဲမဖြစ်မနေလှုပ်ဆောင်ဖို့တတ်မှတ်ထားတဲ့ကြေရော်တွေကိုလည်းပြည်သူစင်နဲ့အစံမဲ့နိုင်နေရေးအဖွဲ့၄၀ဦးထပ်မံပါဝင်တဲ့အလုံးစုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ရေကောက်နဲ့ဒီဇင်ဘာလအတွင်းကျင်းပမဲ့ရေကောက်ပွဲအတွက်လိုအပ်တဲ့ပြည်စင်ဆောင်ရွက်မှုတွေကိုစစ်ကောက်စီဌာနဆိုင်ရာအဖွဲ့တွေကမြေပြင်မှာစတင်ဆောင်ရွက်နေပြီးလက်ရှိမှာပိုင်းခင်းစီမံချက်အစ်စ်၃ဖြင့်နိုင်ငံသားစစ်စစ်ရေးကပ်ပြားထုတ်ပေးနေကြောင်းသိရပါတယ်။ လာမယ့်ဇွန်လ29ရက်နေ့နဲ့30ရက်နေ့တွေမှာမန်ပေတရုတ်ပြပွဲတွေမွန်ပြည်နယ်အတွင်းလုံဆောင်ဖို့ရှိနေပြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုလည်းမုံမဲ့တင်နန်းပေးနေပြီဖြစ်ပါတယ်ရှင်ဆလဘီအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်မြောက်ကိုရီးယားနိုင်ငံမှာ၎င်းရဲ့ခီးတော်လုပ်ငန်းကိုမြှင့်တင်ဖို့ရည်ရွယ်ပြီးဝန်ဆောင်ကံမှာအပန်းဖြေကမ်းခြေအစ်တကိုဇူလ25ရက်နေ့ကဖွင့်လှစ်ခဲ့ပါတယ်။ နိုင်ငံအရှိပိုင်းမှာတည်ရှိနေတဲ့၄ကီလိုမီတာရှည်လျားတဲ့ကမ်းခြေစီမံကိန်းကိုနိုင်ငံကောင်းဆောင်ကီဇောင်အန်ကိုတိုင်တက်ရောက်ဖွင့်လှစ်ခဲ့ပြီးဒီနေ့အတွက်နိုင်ငံရဲ့အကြီးဆုံးအောင်မြင်မှုတစ်ခုအဖြစ်ချီးကျူးပြောဆိုခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြခဲ့ပါတယ်။ကီဇောင်အန်ဟာစနေဖြစ်သူရီဆိုကျူနဲ့သူ့ရဲ့နေရာကိုဆက်ခံမဲ့သူလို့သတင်းတွေထွက်နေတဲ့သမီးဖြစ်သူကင်ဂျိုအဲဒိုနဲ့အတူဖွပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒီအပန်းဖြေကန့်ချစ်တဲ့ဟာအဲ့တဲ့ပေါင်း2000ခက်ကိုတပြိုင်တည်းလက်ခံနိုင်စွဲရှိပြီးဟိုတယ်တွေမိုတယ်တွေ ်အကစားရုံတွေအပန်းဖြေစုံတွေရေခုခံတွေနဲ့စားတောက်ဆိုင်တွေပါဝင်ကြောင်းသိရပါဗျ။ KCNA ဖော်ပြချက်အရဒီအပန်းဖြေကမ်းခြေဟာတစ်နှစ်ပတ်လုံးအဲ့တဲ့တွေကိုဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီးနိုင်ငံရဲ့အနာဂတ်ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက်စံပြန့်နမူနာတစ်ခုဖြစ်လာနိုင်မယ်လို့ဆိုပါတယ်။ကင်းချောင်းအုံးကလည်းဒီကမ်းခြေတင်ဟာနိုင်ငံရဲ့ခီးတော်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုထိထိရောက်ရောက်ဦးဆောင်နိုင်နိုင်မယ်လို့ပြောကြားခဲ့ပါတယ်။လာမယ့်အာနာယာအလုတ်သမားပါတီနဝမမြောက်ညီလာခံမှာလည်းနိုင်ငံတော်အပန်းဖြေစုံတွေထပ်မံဖြစ် က်ချက်တိဆောက်ရေးစီမံကိန်းတွေကိုခွင့်ပြုပေးဖို့ရှိကြောင်းသူကအယိမ့်မွဲ့ပြောဆိုခဲ့ပါတယ်။ကန့်ချက်တဲ့ဖို့ပွဲအခမ်းအနားကိုရုရှားတပ်အမတ်ကြီးနဲ့တရားရှိတွေတက်ရောက်ခဲ့ပြီးရုရှားကမ္ဘာလှည့်ခီးတော်တွေကိုအ धिक ပြစ်မှတ်ထားဆွဲဆောင်မှုရည်ရွယ်ထားကြောင်းမြင်သာစေခဲ့ပါတယ်။အဲဒီကန့်ချက်အသည်မှာကမ္ဘာလှည့်ခီးတော်တွေဝင်ရောက်တာကိုတော့ဇူလိုင်လတရက်နေ့မှာစတင်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်ရှင်။ ဆလဘီနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ပြီးခဲ့တဲ့ဇွန်လ22ရက်နေ့မနက်ပိုင်းကအမေရိကန်နဲ့ပြည်သူဘုံကျဲလေယာဉ်တွေဟာအီရန်ယူရေနီယံသက်ဆင်ဆက်ရုံနှစ်ခုကိုဘုံကျဲခဲ့ပြီးထမဟော့ဒုံးကျည်တွေနဲ့နောက်ထပ်ဆက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ26ရက်နေ့မှာတော့ကာကွယ်ရေးဝန်ကြီးဘဟက်ဆက်နဲ့စစ်ဦးစီးချုပ်ပူချုပ်ကြီးတန်ဂိတို့ဟာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးဒီအချက်အလက်တွေကိုကြေညာခဲ့ပါဗျ။ ဟက်ဆက်ကဒီစစ်စင်ရဟာအမေရိကန်သမိုင်းမှာလှုပ်ဝက်ဆုံးနဲ့အရှုပ်ထွေးဆုံးစစ်စင်ရတစ်ခုဖြစ်တယ်လို့ပြောခဲ့ပေမဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့နျူကလ িয়ার စခန်းတွေထိထိရရောက်ဖျက်ဆီးခံခဲ့ရတဲ့ဆိုတဲ့ပြောကြားချက်ကိုတော့တက်တဲ့ပြနိုင်မဲ့အချက်အလက်တွေတင်ပြခဲ့ခြင်းမရှိပါဘူး။ပိုချုပ်ကြီးကိန်းကတော့ပေါင်3000လေးတဲ့ဘန်ကာဖြတ်ပုံးတွေကိုပြစ်မှတ်ထိအောင်စူပါကွန်ပျူတာတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့ပုံအကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အီရန်ရဲ့အဓိပတိကြီး အာယာတိုလာအလီခါမေနီကအမေရိကန်ရဲ့ဘုံကျဲမှုဟာအကျိုးရလမဖြစ်ထွန်းတဲ့မစ်ရှင်ဖြစ်တယ်လို့လောင်ပြောင်ပြောဆိုလိုက်ပါတယ်။အမေရိကန်ရဲ့ဘုံကျဲမှုအောင်မြင်တဲ့အတိုင်းအတာနဲ့ပတ်သက်ပြီးထရမ့်ကအလိုချုံချက်ကထားတာသာဖြစ်တယ်လို့ဝေဖန်ခဲ့ပြီးအမေရိကန်ဟာယူမန်ချက်တွေအထမမြောက်ခဲ့ရုံမကပဲဘာမှလည်းလက်စုပ်လက်ကမ်းမအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ အီရန်ကကာတာရှိအမေရိကန်လေတပ်စခန်းကိုဒုံးကျည်နဲ့ပြန်ပစ်ခဲ့တာနဲ့ပတ်သက်ပြီးလဲခမင်းနီကအီရန်ကိုတိုက်ခိုက်ရင်ပစ်ဆက်ရမယ်တမ်းဖို့အရင်ကြီးလိုက်မယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုမတိုင်းခင်ကာတာအစိုးရကိုကြိုးတင်အကြောင်းကြားထားတဲ့အတွက်ထိခိုက်မှုတွေတိတ်မရှိခဲ့ဘူးလို့သိရပါတယ်။ခမင်းနီကအီရန်အနေနဲ့နိုင်ငံရဲ့နျူကလ িয়ার အီမန့်ချက်တွေကိုဆက်လက်အကောင်အထည်ဖော်တော့မှာဖြစ်တယ်လို့လည်းအတည်ပြုခဲ့ပြီးအမေရိကန်ရဲ့နျူကလ িয়ার မဝါဒအရေးအရာဆွေးနွေးမှုတွေလက်တလောလောဖြစ်နိုင်ခြင်းမရှိသေးဘူးလို့လည်းဆိုပါတယ်။ စနေရကြာမြင့်ခဲ့တဲ့အစ္စရေးအီရန်စစ်ရေးပဋိပက္ခတွင်အီရန်မှာလူပေါင်း630သေဆုံးခဲ့တယ်လို့ဂျမရေးဝန်ကြီးဌာနကကြေညာထားပြီးအစ္စရေးအာဏာပိုင်တွေကတော့စုစုပေါင်းအသေးပြောင်း24ဦးထိများပြားခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်အတွက်ဒီမတင်ရက်နာပြရစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။